မက်ခရော့ပွဲစဉ်ကြောင့်ချီရတဲ့လောက်တော့ဖိအားတန်တိတ်မခံနိုင်ရက်နံပါတ်2 Oh my god ဂျုံလက်ခုကြီး Oh ဒါတော့ရိုက်ချက်ကောင်းနေပြားနဲ့အင်ဒိုနီးရှားဖိုက်တာလေ Oh my god လက်ခုလက်ခု pressure ပေးထားတယ် uppercut တွေရော right ခုကျွေးထားတယ်ဗျာကဲအလုံးဝမင်္ဂလာပါပြန် JTS channel မှာမျိုးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့159 37ပြန်ပွဲကြီးပွဲစဉ်တွေထက်ကအလဲထူးပွဲချမ်းတွေကိုတည်တံ့တစုတစီထဲစုစည်းပြီးတော့မှ ဒီကဗီဒီယိုကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့အတူအစအဆုံးလေ့လာကြည့်ရှုသုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါလေ။အကြွေမကြည့်ရသေးတဲ့ပရိသတ်တွေရှိမယ်ဆိုရင်ကျွန်တော်နဲ့အတူ live မှာကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်။ပထမဦးဆုံးအနေနဲ့ Time Fighter နဲ့ Japan Fighter တို့ရှင်ပြန်ထူးတက်သွားခဲ့တဲ့ပွဲချင်းတဲ့ပွဲလေးကိုအရင်ဦးဆုံးအနေနဲ့ကြည့်ရှုတော့မှာဖြစ်ဖြစ်ပါလေဗျ။ ်။ LD ပွဲစဉ်အောင်ဆိုတော့ flyweight Muay Thai ခေါင်းစဉ်အောက်ကလေရှင်ပြန်ထိုးတက်သွားခဲ့တာဖြစ်ပါတယ်။အခုပထမဦးဆုံးအနေနဲ့ဘောင်းဘီအဖြူနဲ့အပြာတော့က fighter တော့ဂျပန်က Taiki Noito ဆိုတဲ့ fighter ပဲဖြစ်ပါတယ်။သူအနေနဲ့1 championship မှာကတော့ဒါပွဲစဉ်ပေါင်းယခုအချိန်ထိဆိုတော့15ပွဲအထိရှင်ပြန်ထိုးတက်ထားပြီးတော့မှ6ပွဲနိုင်6ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒီအဲ့ကတော့9ပြီ9လမှရှိပြီးအသက်ကတော့29နှစ်ပါ။အခုတစ်ဖက်မိတ်ဆက်ပေးနေတဲ့ fighter ကတော့ ဖေတက်ဂျီမာလီချင်းပြင်ဆင်နေတဲ့နက်ခရော့ဆိုတဲ့ဖိုင်တာပဲဖြစ်ပါတယ်။ဒီဖိုင်တာဆိုရင်တော့အရက်၅ပြည်နဲ့၈လက်မှရှိပါတယ်။အသက်ကတော့၂၀နှစ်၇နှစ်ပါ။ One Championship မှာတော့ယခုချိန်ထိပွဲစဉ်ပေါင်း၁၄ပွဲအထိရှိပြီးထိုးတက်ထားပြီးတော့မှ၁၀ပွဲအနိုင်ရရှိထားပြီး၄ပွဲရှုံးနေထားပါတယ်။အဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာဘယ်ဖိုင်တာကအလဲထိုးနဲ့ကျင်းပြသွားခဲ့တယ်လဲဆိုတာကြည့်လိုက်အောင်ပါ။ ထရက်မောင်းမှာတော့ဒါထိုင်းဖိုက်တာနေတဲ့အနေငယ်လေးတောင်းပေးပြ။အပေါ်ဒီတိဆောင်ပုံမှာလေထိုင်းဖိုက်တာပို့ပြီးဂျပန်ဖိုက်တာနဲ့ဆိုင်ဒါချစ်လက်နေတာမျိုးတွေ့ရတယ်ပြ။ကဲမွေထိုင်းဝေးစဉ်ဖြစ်နေ3မိနစ်3ချီပါ။ဝေးဆိုင်ပြကိုကင်းစမ်းထားတယ် kịp chân kèn thao đấy thì mà phải ta lúc kia là bị lúc kia là kia lì thoa lạp ý thì thang bình mà có này dạ lúc kia quỷ nó nào chúng phải ta phải tăng tốc độ miếng nha chúng ta thì phục vụ bay à cũng bị cong chả đấy ဂရာဒီနောက်ခံတွေရှိကြတယ်ပေါ့နော်တော်တော်များများတော့ဘူထိုင်းခိုင်းဖိုင်တာတွေကတော့ပြောင်းကစားပုံတွေကတော့တည်နေတယ်ဘူမန်နည်းနည်းနည်းတယ်လို့ပြောလို့ရမှာဗျာကဲလူကြီးအဓိကကျွန်တော်နိုင်တာတွေ့ရတယ်ကောင်းတယ်ဒီ chicken ချက်တွေတိတ်ပြီးအလုတ်မဖြစ်ဗျာ necro ရဲ့ chicken ချက်ကဘာလို့ဂျပန်ဖိုင်တာဖမ်းဖမ်းပြီးမှကောင်းတာဝင်နေအကျိုးပြီးမှပြင်ဆင်ထားပုံရတယ်ဗျာကောင်းတယ်ကျွန်တော်ပြချက် လိုကေနက်ခရိုလိုကေပြန်ကန်ထားတယ်ကန်ချက်ပိုင်းမှာတော့ထိုင်းဖိတ်တာပို့ပြီးအားပါတယ်ကျက်ကစားတော့ကောင်းတယ်အိုးရိုက်ခုဝင်သွားတာကောင်းတယ်ညာဖြောင်းတလုံးဆိုရင်ရတယ်နက်ခရိုကမာကွန်ပိုင်းအားနေတယ်ဗောနော်ပရိသတ်တွေအလုံးတိကျတဲ့အတိုင်းပဲလိုကေကောင်းတယ်ကောင်းတော့ကစားရင်တော်တယ်ဗျသပင်းကညာချက်အောင်ဘေချက်ဝင်ထားတယ် over right hand ကိုဘူးကျူးစားလာတဲ့ necro နေနဲ့ necro ပွဲစဉ်ကြောင့်ချိန်ရတလောက်တော့ဖိအားတန်တိတ်မခံနိုင်ရ right oh my god ချုံလက်ခုကြီးဟာလုံးဝမထင်မှတ်ထားဘူးဗျချုံပထမခြေပဲရှိသေးတယ် message ညီတွဲခံလိုက်ရပြီ want to hack it ကောင်းနေတပူ right ခုလက်ခုဝင်ထားတယ်ဆိုရင်ရတယ် necro နေနဲ့ defend လုပ်ထားတင်းတယ်ဗျာ defender လှုပ်ထားတွေ့ရတယ် right hook လက်ခုချွေးထားတယ် pressure ပေးထားပြီလက်ခု upper cut ရော right hook ဝင်ထားတယ်ကောင်းတယ် chicken chat ကြိုးမထိလိုက်ပြ Okay upper cut လေး right hook လေး oh my god yes တဲ့ဗျာကြိုးလုံးဝကိုမောင်းရည်ကြီးကျသွားတယ်အိတ်ပြော်သွားခဲ့ပြီမရတော့ဘူးဗျာ Okay စိတ်တော့မကောင်းများလက်ခုကဒီနောက်ပိုင်းမှာရှုံးပွင့်လေးတွေဆက်လာတယ်ဗောနော် ဒါဒီအောင်နေဆိုရင်တော့ကျွန်တော်နှစ်ပွဲရှိပါပြီရှုံးပွဲအောင်အဲ့တော့ရှုံးထားတဲ့ပွဲစဉ်တော်တော်များများကအဓိကအနေနဲ့အားနည်းချက်ပြောင်းကိုသူ့ရဲ့မာဂုံများပြီးပြီဆိုရင်ဒီဖြီးအားဒဏ်မခံနိုင်ဘူးနည်းနည်းလေးကျိုးဝင်သူ့နည်းနည်းလေးကြောင်နဲ့တဘောလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့သူ့ရဲ့အဓိကအားနည်းချက်တွေပဲပြောမှာပြဒီဟာလေးကိုကျွန်တော်ဒါအကောင်းဆုံးပြုပြင်နိုင်မယ်ဆိုတော့ဒါဝမ်းမှာကျွန်တော်နိုင်ပွဲလေးပြင်ပြီးရယူနိုင်ဖို့များတယ် โอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲတွန်းလိုက်အောင်ဗျဒီပွဲစဉ်တော့ကျွန်တော်နေချိုင်းနဲ့တက်ရတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရင်မမအောင်ဗျဒီပွဲစဉ်မှာကျွန်တော်ချိုင်းနဲ့တက်တဲ့ဒီအမွန်ညီနောင်ခဲကဒီ Johan Estupinan ဆိုတဲ့ fighter ပါတယ်ပေါ့နော်ဒါတစ်ဖက်ကသူနဲ့ရှင်ပြန်ထိုးတက်တော်မဲ့ fighter ကတော့ကျွန်တော်ဒီချက်ထွေးချက်ထရီရဲ့ဒီ one championship မှာအချိန်အကြာကြီးပြစ်ပယ်ခြင်းခံရတဲ့ fighter တဦးပေါ့နော်ပွဲလေးတော်တော်လေးဝေးနေပါပြီအဲ့တော့ဒီပွဲစဉ်ဒီကျွန်တော်အခုလက်ရှိမြင်တွေ့နေရတဲ့ဒီအပြာနောက်ကပေါ့နော်ဒီကိုလံဘီယာက ဂျိုဟန် S2 ပီနန်နဲ့ဒီဒီရှင်မေထိုးတက်တော်ပွဲစဉ်ကပြောမစွန်တော့ဒီလူစားထိုးအနေနဲ့ဝင်ရောက်ရှင်မေထိုးတက်ခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဂျိုဟန် S2 ပီနန်ကတော့အရေးငါးပြီ၈လမှရှိတယ်အသက်ကတော့23နှစ်ပါအဲ့တော့ဝမ်ချမ်ပီယံရှစ်မှာတော့ခုနှစ်ပွဲထိုးတက်ထားပြီးတော့မှဒါငါးပွဲနဲ့နှစ်ပွဲရှုံးပေါ့နော်အဲ့တော့ဝမ်မာတော့ငါးပွဲဆက်တိုက်အထိကိုဒါနိုင်ပွဲရပြီးတော့ပွဲချင်းပြခဲ့တဲ့ဖိုက်တာပေါ့ အခုတပံမိတ်ဆက်ပေးနေတဲ့ fighter တော့ကျွန်တော်ဆောင်းပိုင်းပြောတဲ့ဒီ chatri ပြစ်ပယ်ထားချင်းခံရတဲ့ fighter ပေါ့နော်။အထိုင်းက fighter ဖြစ်ပါတယ် Black Panther လို့ခေါ်တယ်ဗျ။အဲ့ဒီ fighter ကအရင်9ပြီ6လမှာရှိပဲအသက်ကတော့20နှစ်9နှစ်တာရှိသေးပြီးတော့မှ one championship မှာကတော့အပွဲစဉ်ပေါင်း9ပွဲရှင်ပြန်ထိုးတက်ထားပြီးတော့မှ၄ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။အဲ့တော့ဒါ Suriyan လက်ဆိုတဲ့ fighter ကိုတော့မှ ဒါအနိုင်ရရှိခဲ့ဘူးတဲ့ fighter ဖြစ်တယ်ပေါ့နော်နည်းနည်းနော်နော် fighter တော့မဟုတ်ဘူးနောက်ဆုံးကျွန်တော်တို့လေးပွဲထိုးတက်ထားခဲ့တဲ့ပွဲစဉ်ကိုလည်းလေးပွဲဆက်တိုက်လို့အနိုင်ရရှိထားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်ဆိုနောက်ထပ်တပွဲလောက်ထိုးယုံနေတဲ့တပွဲနှစ်ပွဲပေါ့နော်နှစ်ပွဲလောက်ဖြစ်ဖို့များမယ်ဗျဒါတကယ်လို့အနိုင်ရရှိမယ်ဆိုရင်ဒေါ်လာ3000ဆန်ချုပ်ရရှိသွားနိုင်ဖို့များတယ်။ဟုတ်ကဲ့ကျွန်တော်တွန်းလိုက်အောင်ပါ posing ကို ။ဒါဘန်ဒဝိတ်ဝီတိုင်းပွဲစဉ်ဖြစ်ပါလေ။ကောင်းတယ်ဗိုလ်လီကဲ။အဆိုးနေလို့ရှင်ပြန်ထုတ်တက်နေတဲ့ဝိတ်တန်းอ่ะဗောနော်။လုတ်ကင်းပြောလို့မရအောင်ကျွန်တော်ပြောတာပြောနေရတာဆူလီဦးနဲ့တော့ပွဲတယ်ဘီလာမိုင်းချင်းရှိတယ်ဗောနော်လေထားကောင်းတယ်1 2ဝင်ထားလေဗျဂျိုဟန်အစတူပီနန်နေနဲ့ ြစ်ဝင်ထားတယ်။နေထားကျွန်တော်ဒီဘလက်ပန်တာကနည်းနည်းလေးဒီကောင်မကစားနဲ့ပုံပေါက်တယ်အရှောင်သိန်းကစားနဲ့အမားတိတ်မခံဘူးနော်။ဂျိုဟန်နက်စ်တူမီနာကတော့နည်းနည်းလေးဒီဖိပြီးတော့မှကစားချင်ပုံရတယ်ဗျ။ဒီပုံစံရကြည့်ရမယ်ဆိုတော့နည်းနည်းလေးဒီပွဲဖြတ်ဖို့စိတ်ဆန္ဒလေးလုံးနေတာမျိုးလေးတွေ့ရတယ်ဖြီထားတာမျိုးတွေ့ရတယ်ဗောနော်အဓိကအားဖြင့်ဒီက ကောင်လာရိုက်ဟူတွေကသတိထားမယ်ဗျကျော်မှန်အစတူပီနန်နေနဲ့အကက်ချီကန်ချက်တွေကကောင်းနေဗျဒီထိုင်းဖိုက်တာတွေတော်တော်များများသူတစ်ဖက်ချီမြင့်ကန်ချက်ပေါ့နော်ဆောင်းတော့ကောင်းနေကောင်းနေချီဝန်လက်ခုလက်ပန်သားကျွန်တော်တီချာမချီကန်ချက်ထုတ်တာဗျအလေလွင့်နဲတယ်လို့ဆိုရမယ်ကောင်းနေချီဝန်လက်ခုချီကန်နဲ့လက်ခုတွဲသွားနေဗျာ ့ Frank ရဲ့မျက်နှာယူ check နေကြလိုက်ရင်တော့တော်တော်ကြည့်လို့ကောင်းမှာဗျာလေးလေးလေးရှိနေတဲ့ Johan Asprin နဲ့နဲ့ကစားပုံရကျွန်တော်တို့ပြန်ပြီးတော့အကောင်းဆုံးဒီပွဲပြန်ချင်းကပ်ဖို့လိုနေတယ်ဟုတ်ကဲ့ကောင်းတယ်ဂျိုမီနီယာကစားလေဗျဘလက်ပန်တာကရှောင်းတော့လေကောင်းတယ်ဗျ ဒီကကျွန်တော်တို့ဒီပွဲချင်းကပ်ပုံကိုတင်မြောက်မယ်ဗျာအထူးသဖြင့်ကျွန်တော်မြန်မာဖိုင်တာတွေကဒီပွဲချင်းကပ်တဲ့ဘက်ကတော့တော်တော်လေးအားနည်းတယ်ဗောနော်ကောင်းတယ်ကျွန်တော်ချီကန်ချက်တစ်ချက်ထိလိုက်တယ်လုတ်ကေကျင်းချရင်စိုးရအောင်ဒီဘော်ရီကေလုံးဝအာယုံစူးဆိုင်မှုကောင်းတယ်တတိကြီးတယ် ရှောင်းသိန်းကစားနိုင်တယ်ထိချဲရအောင်ကစားနိုင်တယ်ဗျဒီဘလက်ဖန်နာကျွန်တော်မြန်မာဖိုက်တာမျိုးနဲ့တင်းတင်းနဲ့ဖိုက်တာအူဖြစ်ပါတယ်တောင်ရဲချက်လီကက်ခနစ်လီထားမှာကျွန်တော်တထောင်လီဝင်ထားတယ်လိုက်ခုဝင်ထားတယ်ကဲဘာမှချစ်ပြီးဆုံးသွားပြီဗျဘာမှချစ်မှာတော့ကျွန်တော်အော်မြင်တွေ့ခင်းချတဲ့အတိုင်းပဲပေါ့နော်ဘလက်ပန်တာမျိုးလုံးဝထိချက်တာခဲ့တယ်။ The stupid man တော့ပြောလို့ဖူဝါတော့မစိုးဘူး။ဘော်ဒီကဝင်ထားနေ။1 2ထိထားပြီဗျ။ ောင်ကလည်းကောင်းတယ်အပြန်နာလူကြီးဒီအဆန်ကျွန်တော်ကောင်းလို့ရှောင်း Oh my god ကျွန်ရက်ခုကိုရနေလောက်မသိဘူးကျွန်တော်အမက်စီရေးထွက်ခံလိုက်ရပြန်ပြီဒါပရမတ်နဲ့ဂျင်းဘောနော်လုံးဝကြီးကျွန်တော်ကိုအပြတ်တက်လဲချတော့တာမျိုးတော့မဟုတ်ဗျညီသားဆိုရင်ရတယ်ခရစ်မလေးတောင်ရိုက်တော့မျိုးတွေ့ရတယ်ဗောနော်ဘလန့်ပန်တာအဆိုးရကစားပုံကโอ้ဟကဲ့

လက်ပန်တန်ကျွန်တော်အနီးကပ်ပူပြီးတော့အခွင့်ရေးရှာနေတယ်ဒီဘက်ကဂျိုဟန်စတီနန်ကလည်းကောင်းလာလိဝင်ထားတယ်လုကေကန်ထားတယ်ဟက်ကေဟန်ပြီးတော့ကျွန်တော်ရိုက်ခုတွေလက်ခုတွေချွေးထားတယ်ကောင်းနေဗျာဂျီအိုလုံးဝမထင်မှတ်ထားဗျာကျွန်တော်နည်းနည်းလေးတော့အချိန်ဆွဲဆက်နိုင်ကောင်းနေဗျာနှမျိုးမှုကောင်းနေဗျာဂျိုဟန်စတူဒီနန် သူအနေနဲ့နောက်ထပ်ရှုံးဝင်းတစ်ပွဲတော့ပြန်ပြီးဆက်သွားတယ်ပေါ့နော်ကျွန်တော်ဒီအမွန်ညင်အောင်တွေကပြောလို့တက်ပေါက်တွေကမဆူကြတော့ပြသူ့မင်းလေးဒီပွဲစဉ်မှာသူ့ပွဲချင်းကပ်ပုံကဒါနိုင်ငယ်လေးလိုအပ်ချက်တွေရှိသွားတယ်ပေါ့နော်ဒါဘလက်ပန်တာကိုပဲချီးကျူးရမယ်ပြလူစားထိုးဝင်လာတဲ့အနေထားမှာပေါ့နော်ပွဲကိုလုံးဝကျွန်အမားနေအောင်ထိချက်တာအောင်တက်ပေါက်စုံစုံလင်းလင်းတော့ပြောလို့ ဒီကတော့တုံသွားတာမျိုးအရင်တော့မတွေ့ရဘူးချိန်မြင့်ကန်ချက်နဲ့တတော်ရဲ့ချက်ပေါ်တော့တော်တော်ကောင်းပါတယ်ဒီ fighter ကျွန်တော်ဝမ်းမာတာစောင့်ကြည့်သွားတင်တဲ့ fighter ဖြစ်တယ်ဗျ Okay ကျွန်တော်နောက်ထပ်ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုတွားလိုက်အောင်ပါ Okay ကျွန်တော် like and subscribe လေးနဲ့အားပေးသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပွဲကိုလည်းကြည့်ရှုအားပေးရင်းနဲ့ပေါ့နော်ဒါ like လေးတွေလည်း comment လေးတွေလည်းကျွန်တော်ပြုလုပ်တောင်းပေးဖို့ဒါမိခွန်းလေးလည်းမြင်းချင်တာလေးရှိမယ်ဆိုရင် မြင်မြင်လို့ရနိုင်တယ်လို့ကျွန်တော်ပွဲနဲ့ပတ်သက်ပြီးတော့မှသင်ပြချက်လေးတွေလည်းခုံမဲ့မှာဝင်အောင်ပြောဆိုသွားပြလို့ရပါတယ်။ Okay ဆက်လိုက်အောင်ဗျာ။ဒါတော့ဒီပွဲစဉ်ကတော့ဒါ1537ကပထမအဦးဆုံး fight ကပေါ့နော်။ဒါ flyweight MMA ပါ9မိနစ်3ချီပွဲဖြစ်ပါလေ။ဘောင်းမီအနီနဲ့အနီတောင်းကတော့ဒါ US gun fighter ဖြစ်ပါလေ။ဒါ Gavet Nakatani လို့ခေါ်တယ်ပေါ့နော်။ဒါအပြာတောင်းကတော့ Indonesian fighter ပါ Echo Rooney စပူတရာလို့ခေါ်တယ်ပေါ့နော်။ မောင်မီအနေနဲ့ဖိုက်တာကတော့အရင်9ပြီ4လမရှိပြီးတော့မှအသက်ကတော့30နှစ်နည်းနည်းပါ1 championship မှာ3ပွဲထိုး2ပွဲရှုံး2ပွဲနိုင်ရလောက်ကိုပိုင်ဆိုင်ထားပါတယ်အဲ့တော့ပကဒီအင်ဒိုနီးရှားဖိုက်တာ Eco ဆိုတဲ့ဖိုက်တာကတော့အသက်34နှစ်အရင်သူကလည်းအရင်9ပြီ4လမပါနော်ဝမ်းမှာတော့အချိန်ဒီတော့မဟန်နောက်ဆုံး4ပွဲဆက်ကိုရှုံးနေထားတယ်ပွဲစဉ်ပေါင်း1 championship မှာဆိုတော့12ပွဲထိုးတဲ့ထိုင်9ပွဲနိုင်9ပွဲရှုံးရလောက်ပိုင်ဆိုင်ထားနေပါတော့ ျွန်တော်ရှုံးပွဲဆက်နေတဲ့ fighter တော့ဦးသူကြတဲ့ပွဲစဉ်ဖြစ်တယ်ဗျ။ဒါဘယ်လိုမျိုးကစားသွားခဲ့တယ်လဲ။ဟိုရေကူးလက်တီးတွေဝင်ထားတဲ့တပကန် US fighter တွေနဲ့လိုကေဝင်ထားတဲ့ Indonesian fighter ဟိုးကောင်းတယ် right hook ဟိုးလက်ခုထိထားတဲ့ ကဲချီလန်ဆွဲဖို့ကြိုးစားနေတဲ့အချိန်မှာအကောင်းဆုံး defend လုပ်ထားတွေ့ရတယ်ဗျ US final တွင် glitch နေထားသူတိုက်ထားတယ်ကောင်းတယ်ဗျတော်ရိုက်ထားတယ်ဘူးပြန်တိုက်ထားတယ်ကောင်းတယ်ဆက်တိုက်တိုက်ထားတယ်ဗျဘူးဘူးတော်ပြန်ရိုက်ထားတယ်အနီးကမှာဖြီးချဲတော့တော်တော်လေးခံရပြီဗျအနေထားကစိုးရင်ရတယ် อินโดนีเซียไฟเตอร์เลยโอ้ my god นักคู่ไรคู่เพรสเชอร์ปีท่าเลยอัปเปอร์คัทนี่โอ้ไรคู่จุยท่าเลยบ่ะจิโอสไตล์เพรสเชอร์ปีท่าเลยแกสงตัดก็ตลอดเลยเมียนเลยบ่ะลงมาไม่ทันแม่นท่าบ่ะโอ้ my god กองเลยบ่ะแกนายบวยเราเปลี่ยนมีชาตุ้ยตั้วเก็บอยู่บอกมั้ยบ่ะแล้วตัวนี้เนี่ยเลยวันมาเลยจนโทรละเนี่ยดี နှစ်ပွဲလုံးမှာရှုံးနေထားတယ်ပေါ့နော်။သုံးပွဲမြောက်မှာတော့သူ့နဲ့နိုင်ပွဲရယူသွားနိုင်ခဲ့တယ်။ဝမ်မာတော့ဒါအချိန်ပြန်ပြီးဟန်ကောင်းနေလို့ပြောနေပေါ့နော်။ဒါဝမ်ပွဲဦးထွက်မှာတော့ဒီကျွန်တော်ယူကီဝါကာမတ်စုပေါ့နော်။ဒါလက်ရှိဒါသူတို့ထိုးတက်နေတဲ့ဒီဝိတ်တန်းပေါ့နော်။ဒီ fly weight ဝိတ်တန်းမှာချန်ပီယံဖြစ်ထားတဲ့သူကိုရှုံးနေထားတာဖြစ်ပါလေ။ Okay အဲ့တော့ကျွန်တော်နောက်ထပ်ဒီအလဲထိုးပွဲချန်တဲ့ပွဲလေးကိုတွန်းလိုက်အောင်ပါ။ ဒါတော့ဒီပွဲစဉ်ကတော့ Flyweight MMA ပွဲစဉ်ဖြစ်တယ်9မိနစ်3ချီပွဲပါခုအပြာတော့မှာမိတ်ဆက်ပေးနေတဲ့ fighter ကတော့ Argentina fighter Mauro Mastro Marini ဆိုတဲ့ fighter ပဲဖြစ်ပါတယ်ဝမ်းမာတော့ဒါနှစ်ပွဲထုတ်တက်ထားပြီးနှစ်ပွဲစလုံးကိုအရှုံးနဲ့ရင်ဆိုင်ထားရတယ်အကြက်ကတော့9ပြီ8လမှရှိပါတယ်အသက်ကတော့20နှစ်9နှစ်ပါရတူနဲ့ဒါရှင်မင်းထုတ်တက်သွားမဲ့ fighter ကတော့ဖိလစ်ပိုင်က fighter ဖြစ်တယ်ဗျာ ကဲကျွန်တော်ဖလပိုင်ရဖိုက်တာကတော့ဒါအတက်ကတော့30နဲ့နှစ်ပေါ့နော်ဒီအခုဘောင်းမီအမီဖြူဝတ်စင်ထားနေတာအမီတောင်းကဖြစ်ပါလေဒီဖိုင်နာတော့ဝမ်းမှာ14ပွဲအထိတော့မရှိနေထိုးတက်ထားပြီးတော့မှ4ပွဲရှုံး10ပွဲတော့ရလက်ကိုပိုင်ဆိုင်ထားပါလေဝမ်းမှာတော့ပြောရင်ရလက်ရပိတ်ပြီးမတည်ငြိမ်မြဒါ9ပွဲလေးတွေ2ပွဲတော့ရပြီးပြန်ရှုံးလိုက် နှစ်ပွဲလေးရမိပြန်ရှုံလိုက်ပြီးနှစ်ပွဲဆက်တိုက်ပြန်ရှုံလိုက်ပြီးသုံးပွဲပြန်နိုင်လိုက်ရှုံလိုက်နိုင်လိုက်အဲ့လိုမျိုးနဲ့တန်နေရလေနေတဲ့ fighter ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာတိုင်ခင်မှာဆိုရင်သူ့အနေနဲ့ရှစ်ပွဲစဉ်မှာဒါရှုံနေခင်းရတယ်ပေါ့နော် Okay ကျွန်တော်ကြီးလိုက်အောင်ဗျအဒီပွဲမှာဘသူကလဲထိုးနေအနိုင်ရရှိသွားခဲ့တယ်လေပေါ့နော်။အရင်မောင်တော့လုံးဝကြောက်နေတာမျိုးလေးတွေးရတယ်။ဘော်ဒီတိဆောက်ပုံရတော့ နေအောင်စလုံးကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီ Philippine Fighter ပူပြီးချစ်လစ်တယ်လို့ဒါခံစားရတယ် Okay စရပြကျွန်ကဘူချာမီထိုးတယ်ဗောနော်ဒီ PP ထိုးတယ် range တဲ့ဝင်ပြီးအဓိကထိုးတယ်ဗျာ ကဲမူးမူးထူးတော့တွေ့တယ်ဘော်ဒီရှော့တွေရောကဲထေတုံရဲ့ယူဖို့ကြိုးစားနေတာဖြစ်တယ်တပကအာဂျီတီးနောက်ခက်တာကူတိုင်းထားတယ်တော့ကျွန်တော်ခွန်အားပြည့်ရှိနေတဲ့အနေထားပေါ့နော်ပွဲအဆပဲရှိသေးတယ်ဒီလိုအနေထားမှာ ထိတ်တုံးရယူဖို့ဆိုတာကကျွန်တော်ထိတ်တုံး defend အတင်းအလျောက်ကောင်းတဲ့လူဆိုတော့မလွယ်ဘူးပေါ့နော်။ဘွားလေးကျွန်တော် ground ဘိုင်းမှာတော်တော်လေးကျွမ်းကျင်မယ်ဆိုတော့ဒါထိတ်တုံးမှာကျွန်တော်ယူတင့်နေလို့မြင်ပါတော့။ခုနေထားတော့ကျွန်တော်ဒါဆွဲလဲနေတာသူ့အတွက်အခက်အခဲလေးကြုံတွေ့နေရတယ်။ဒူးတွေတော့စက်တိုက်တုံးထားတာမျိုးတွေ့ရတယ်ဗျ။ဖလဖလပိုင်ဖိုက်တာနေနဲ့ ဒီ crash ပူးခံထားရတယ်သူအနေနဲ့နည်းနည်းလေးလိုရကန်ရခက်ခဲနေတဲ့အနေအထားတစ်ခုမျိုးရှိတယ် defender လှုပ်ထားနေပြပြပြမီရုံထွက်ဖို့လိုအပ်မယ်ဗျာပြတို့တော့ပြီး ဒီတပောက်တွေအစိုးရညားနေပြန်အကွက်လေးတွေညားနေဟို aggressive ဆန်ဆန်ကျတို့ range တွေဝင်ပြီးတော့ကစားတော့ဗောနော်ဒီ global fighter ဒီနိုင်ငံချောင်း fighter တော်တော်များများဒီအချီတီနာ fighter ကစားဝင်ကြည့်မယ်ဖူးတော့နည်းနည်းကစားတော့မစိုးဘူးဂက်ကိုလည်းကျွန်တော်ကာမီနိုကစားတဲ့အနေထားမျိုးတော့တွေးခင်းရတယ်ဗောနော် ဲ့တော့ဒီအကောင့်တီးတဲ့ fighter တွေကတို့တော့ပို့ပြီးတော့လင်းမြန်တွက်လက်မှုရှိတယ်ပေါ့နော်ဒီတွက်ကြောင့်မို့ကျွန်တော်ဒီအရက်ရှိပြီးတော့မှအလုံးအလုံးထဲကြီးတဲ့ fighter ကြီးတယ်လက်တန်ရှိတဲ့ fighter တွေကစားတဲ့အချိန်မှာရှိတဲ့ fighter ပို့ပြီးဒီဒီထားရတယ်ဗျာတကယ်ကြောင့် gap ကိုချပြီးကစားတဲ့အနေထားမှာတော့ဒါတစ်ဖက်ကအချီတီနောက် fighter အရင်မဝင်ရဲဘောနော်တတိနဲ့ကစားနေ ွင့်ရရရှာနေတယ်ဗျ Global Fighter နေနဲ့ဘောလက်တီထိုးချက်တယ်လုံးဝအားပါတယ်သူတစ်ပြင်း body ကိုနိုင်တယ် body နိုင်ပြီးတော့မှ right hook တွေဝင်နေ Oh ဆိုရင်ရတယ်အမီထားက face ပြန်ပူးသွားပြီးဒုပြန်တိုက်ခံနိုင်ရတယ်โอ้ก้าวเลยเปียจอสปินนิ่งแบ็คฟิตเลยออสปินนิ่งแบ็คเกตเลยอ่ะบักเกตนี่วินหาเลย ခူးချက်တွေကတော်တော်လေး range ကြီးတယ်ဗျကိုမတွဲလုံးဝင်နိုင်ခဲ့တယ်ဗျလက်ကိုချပြီးတော့မှတွဲတာဗျကြည့်ဦးညာလက်လက်တီထန်းထားနေပါတော့ညာလက်တီဝင်အဓိကဝင်မဲ့တင်နေပြပုံလန်ချင်းရတဲ့လောက် ကောင်းတယ်လက်ခုတွေဝင်ထားတယ်ဖတ်တယ်ဗျာဒီအဝင်ကသူတို့တော့မလေးရမယ်ထိချက်တောင်းထိုးနိုင်မယ်ပေါ့နော်ဘုန်းတော်မလွယ်ဘူး right hook ဒီဘူး ော်လျှော့ကောင်းနေအားပါလေမြ။အိုးအရင်ရှင်ထိုးလို့မရအောင်စိုးရင်ရတယ်တပတ်ကအာဂျင်တီးနားဖိုက်တာတပတ်ကဖလပိုင်ဖိုက်တာလည်းနည်းနည်းလေးမာလေတပတ်။ Oh my god ပြောရင်းဆိုရင်းနဲ့လက်ခုကြီးစားခံလိုက်ရတယ်။ Oh ground punch train ထားတယ်ကောင်းနေဗျာကျိုးအဆုံးတက်ပြလိုက်တယ်။ကဲအမားလေးနည်းနည်းလေးလုံပြီးလိုက်ရနဲ့။ဒါတခါလေးကိုကျွန်တော်ကြာတော့ခင်းတယ်ပေါ့နော်။ဒီတော့ကောင်းနေပြပါဝါကြီးကလည်းဘုံကကြောက်เสียကြီးပေါ့နော် သူတို့တကယ့်ကိုခွန်အားအားအပြည့်ထည့်ပြီးတော့မှဒီစီမံထိုးတက်သွားခင်တာဖြစ်ကြဗျ။ Okay အဲ့တော့ကျွန်တော်တို့အာဒီကနေ့ဗီဒီယိုမှာတော့သူတို့ဖြင့်ဒီအလဲထိုးပွဲစဉ်ကောင်းလေးတွေပေါ့နော်ပွဲချင်းလေးတွေကိုပရိသတ်တွေနဲ့အတူကျွန်တော်အဆဆုံးဆူဆူပြီးတော့မှရှိရှိတင်ဆက်ပြီးသွားခင်တာပဲဖြစ်ပါလိမ့်။အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုရှိရှိအားပေးနေတဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက် ဗီဒီယိုဒီမှာဆိုရင်လည်းကျွန်တော်ကြံရှိနေသေးတဲ့တကယ့်ကိုဒါလက်မလို့တင်တဲ့ဝေးစဉ်ကောင်းလေးတွေကိုပြန်ပြီးတော့မှတင်ဆက်ပေးသွားမှုရှိပါမယ်။ဒါဆောင်းမျိုးချစ်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝမျိုးကိုပိုင်ဆိုင်နိုင်ကြပါစေ။